ကျွန်တော်အရင်ချမ်းသာတဲ့ဒရိုက်တာတည်းမှမပါဘူးလေကျွန်တော်မိသားစုကျွန်တော်လုပ်ချင်သမဲအားလုံးအိမ်ရောင်းလိုက်တဲ့ဟာတော့မှရောင်းခွင့်ပေးပြီးရိုက်ခဲ့တဲ့အချိန်မှာထပ်ပြီးတော့နောက်ထပ်ဒုက္ခတစ်ခုနဲ့အဲဘဝပြက်လောက်တဲ့ဒီဒုက္ခတစ်ခုနဲ့ရင်ဆိုင်လိုက်ရတဲ့အခါမှာခံစားမှုအကြီးဖြစ်သွားတာပေါ့အခုပြန်ထွက်လာတဲ့အခါကျတော့ကိုယ့်ဟာလေးဒီလိုမျိုးလေးပြကွင်ရတဲ့အခါဆိုတော့တစိ့တစ်ပိုင်းငွေကြေးမျော်လင့်ငွေလေးရပြီဆိုတဲ့အခါကျတော့ emotion ဖြစ်သွားတဲ့သဘောပါ။ဘောလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။အခုတက်ထီလည်းမမေ့ပါဘူး။တက်တက်လုံးလည်းမမေ့ပါဘူးချင်း။ နှစ်ပွဲလေးကတော့ဒီကျွန်တော်ဇာကားလေးတကားပေါ့လေ2022ခုနှစ်23ခုလောက်ကကျွန်တော်ကိုပိုင်ထုတ်ရိုက်ထားတဲ့တင်တုံးသားဆိုတဲ့ဇာကားလေးပေါ့နှစ်ကားရိုက်တာပေါ့အချင်းစာတင်နှစ်တုတ်တာနဲ့တင်တုံးသားနဲ့ပေါ့နော်ချင်းစာတင်နှစ်တုတ်တာတော့နောက်တစ်တုတ်ပြမယ်ထင်တယ်ဒီဒီကောင်ကတော့အခုဒါပထမတုတ်ပေါ့အရင်ကျွန်တော်ပြောပြောနေတာလေကျွန်တော်အရင်ရောရိုက်ခဲ့တယ်ဆိုတော့ကအဲ့ဒါဒီနှစ်ကားပေါ့ဗျာဟာဟိုကျွန်တော်အရင်ချမ်းသာတဲ့ဒရိုက်တာတည်းမှမပါဘူးလေကျွန်တော်2014ခုနှစ်ကနေစရိုက်ခဲ့ရတဲ့ ဒီမိုးဟေကိုရိုကုမ္ပဏီမှာရိုက်ခဲ့တာလေဒီခိုးဆိုလူနိုင်ဆိုတာအဲ့ဒီတော့ဒရိုက်တာဂျေးဆိုတာကျွန်တော်သိန်း30လောက်ရလိုက်သိန်း30ဆိုတော့ချက်ချင်းရတာမို့ဇာကယုံတင်ပြီးမှကျွန်တော်ကိုအောင်မြင်လို့ပေးတာလေအဲ့ဒီလိုဘဝကနေပြီးတော့ကိုကလာခဲ့တဲ့အခါကျတော့အာစူပါဒရိုက်တာတွေဂျာမန်ကိုကစီးပွားရှာခဲ့တာလည်းမဟုတ်တော့ဟိုကို့မှာများများဆဆဆူဆောင်းထားတာလည်းမရှိခဲ့ဘူးလေ အနုပညာပေါ်မှာပဲကိုကသွားကြတာကျတော့အဲ့ချိန်မှာကိုရှိတဲ့ဟာလေးကိုထုခွဲရောင်းချပြီးတော့ကိုရိုက်ချင်တဲ့ဇလန်လေးတစ်ပုဒ်ကိုလုံမယ်ဆိုပြီးတော့ကိုဗစ်ကာလပြီးပြီးတဲ့နောက်ပိုင်းမှာတပည့်သားသမီးတွေနဲ့ကျွန်တော်တို့ဒီစာဝန်တွေလေးအဆင်ပြေအောင်ဟိုရိုက်ကြမယ်ရောင်းမယ်ပြီးရင်နောက်တစ်ခါရိုက်မယ်အဲ့လိုစိတ်ကူးနဲ့ရိုက်ခဲ့တာပေါ့နော်ကျွန်တော်မိသားစုကျွန်တော်လုတ်ချင်သမဲအားလုံးကိုသူတို့ရောင်းအိမ်ရောင်းလိုက်တဲ့ဟာတော့မှဟိုရောင်းခွင့်ပေးပြီးရိုက်ခဲ့တဲ့အချိန်မှာမျောလင့်မိတာပါလဲဆိုတော့ဒရိုက်တာကြီး350လောက်ရရင်တော့မှမစိုးဘူးပေါ့ ဒါတလောက်ဒီနှစ်ကားလောက်ကြီးတနှစ်ကို sorry သုံးလေးကားလောက်ရိုက်တယ်ဆိုရင်ကိုလက်ပတ်မှု ရမယ်ဆိုတော့ညောလင်းချက်ကလေးနဲ့လောက်ခဲ့တဲ့အချိန်မှာဟိုညောလင်းတယ်လို့ဖြစ်မလာတဲ့အခါအချက်မှာတော်တော်ကြီးခံစားမှုအကြီးဖြစ်သွားတာပေါ့အဲ့ဒီအချိန်မှာထပ်ပြီးတော့နောက်ထပ်ဒုက္ခတစ်ခုနဲ့အဲဘဝပြက်လောက်တဲ့ဒီဒုက္ခတစ်ခုနဲ့ရင်ဆိုင်လိုက်ရတဲ့အခါမှာ ဟိုပြောမစွနော်မိသားစုအတိုက်တော့ပြတ်သွားတာပေါ့နော်မိသားစုအတိုက်ပြတ်သွားတာဟာရှိတယ်အဲ့တော့အမျိုးသမီးကလည်းဒါကိုကငကိုကလေးကလည်းဒီလိုအလုပ်ကလေးလုပ်နေကြဆိုတော့သူကလည်းယုံကြည်စွာနဲ့ပဲကိုပေးကြတာအဲ့တော့ကျွန်တော်ဘက်ကမိသားစုပေါ်ယုံကြည်မှုပြတ်ပြတ်အောင်လုပ်ခဲ့မိတယ်ဆိုတော့အစိတ်ဖြစ်သွားတဲ့ဟာလေးတခု emotion ဖြစ်သွားတာပေါ့အဲ့လိုမျိုးလေးတွေဖြစ်ပြီးတော့ပြန်အခုပြန်ထွက်လာတဲ့ခါကျတော့ဒီဟာလေးကိုပြန်ပြီးတော့အစဉ်သိပြန်ပြီးတော့ငွေလေးပါလေးပြန်ဖို့အောင်ဆိုပြီးတော့ ပြန်စူးစမ်းတဲ့အချိန်မှာဒီ for you application ကမဆန်လာပေါ့ဟို season သူမဆန်လာနေပြီးတော့မှကန်လန်းပြီးတော့မှအဒီရလေးကိုသူတို့ယူမယ်ကြိုက်လေးကြိုက်တယ်ကူညီပေးမယ်ဆိုပြီးတော့အဲ့လိုဒီရလေးကိုအခုအခုလိုမျိုးဟိုပြတ်တက်ခွင့်ရသွားတယ်ဆိုတော့ပေါ့ထီကိုဝမ်းသာစရာပေါ့နော်ဟုတ်လားဟိုပုံမွေလင်းလင်းပြောရင်ဟိုမျော်လင့်ငွေလေးရပြီပေါ့နော်အဲ့ရနေပြီးတော့တစ်စိတ်တစ်ပိုင်းငွေကြီးမျော်လင့်ငွေလေးရပြီဆိုတဲ့အခါကျတော့ emotion ဖြစ်သွားတဲ့သဘောပါ ကျွန်တော်သားသမီးတွေအခုကြောင်းတက်နေတဲ့ကလေးတွေအတွက်ကိုတစ်ခုခုပြန်လုပ်ပေးနိုင်မယ်လို့မျှော်လင့်ချက်ကလေးပေါ့နော်အဲကြောင့်အပြင်မှာနေခဲ့စဉ်ကာလကကျွန်တော်ကိုထောက်ပံ့ပေးခဲ့တဲ့ကျေးဇူးရှင်ပါတယ်တော်လုံးလည်းကျေးဇူးများကြီးတင်ပါတယ်အခုတက်ထီလည်းမမေ့ပါဘူးတသက်လုံးလည်းမမေ့ပါဘူးအချင်းပထမတစ်ခေါက်ဒီ for you obligation ရနေပြီးတော့ကျွန်တော်ကို လုပ်ငန်းလုပ်တဲ့သဘောတရားတစ်ခုကိုသတ်မှတ်ပြီးတော့ကျွန်တော်ကိုစီရင်သိမ့်တရားပေးတယ်ဗျအဲသိမ့်တရားလုံးကိုကျွန်တော်ကျွန်တော်တပည့်သားသမီးတွေအဲ့ကားမှာပါဝင်တဲ့ကင်မရာမန်ဆက်မှုလုပ်သား အကုန်လုံးကိုကျွန်တော်ခွဲပေးလိုက်တယ်။ဟိုကျွန်တော်အထဲရောက်နေတဲ့ကာလမှာလည်းကျွန်တော်ဘေးနားမှာကျွန်တော်မိသားစုဝင်းရံပေးခဲ့တဲ့ကျွန်တော်တပည့်သားသမီးတွေကိုလည်းကျွန်တော်ဂျေဇုတင်တဲ့အနေနဲ့အဲ့လိုလေးပြန်လှုပ်ပေးခဲ့တာပေါ့နော်။အဲ့အချိုးဂျေဇုလိုပဲပြောရမှာပေါ့။သူတို့မေတ္တာပို့လို့လားမသိဘူး။အခုကိုကလေးပြခွင့်ရမယ်ပေါ့နော်အဲ့ဒီဘက်မှာထပ်ပြီးတော့အနုပညာကြီးတွေပဲရလာတဲ့ခါကျကျွန်တော်ပြန်ပြီးတော့နယ်လန်ထူလို့ရပြီပေါ့နော်အဲ့ဒီ ငွေရတော့ဟိုကိုမြုံမန်းတလို့ကုန်းကကုန်းကတလို့တော့ရမှာမဟုတ်ဘူးလေဒါပေမဲ့တစိတ်တစ်ပိုင်းတစ်ခုရရဆိုဒီချိန်မှာကော်ရုတ်တမြင်မယ်ပေါ့နော်ပရောဂျက်ရဲ့နေရာပြည်ပြည့်မြည့်လို့ပြောလို့ရမှာပေါ့နော်ဒါပါပဲဖြစ်ဒီဝန်တာပဲအဓိကတော့ကိုယ့်ရဲ့ဘေးသက်ရှိကိုဒီဇာကားလေးရောက်တော့မယ်ဆိုတဲ့ဟာလေးကိုဝန်တာမိတာဘာလို့ကျွန်တော်လည်းအခုလောလောဆယ်အမှုပညာလောကနဲ့အဆက်အသွယ်ပြည့်နေတဲ့အချိန်မှာဒီဟာလေးတစ်ခုပြန်ပြပစ်တဲ့ဆိုရင်ကျွန်တော်လည်းအဲဘေးသက်နဲ့ပြန်ပြီးထိတွေ့ခွင့်ရမယ်ဆိုတဲ့မျှော်လင့်ချက်လေးပါခင်ဗျာ ဒီလိုမျိုးကျွန်တော်ကားလေးတွေကိုအားပေးတဲ့ပုံမှာမူတည်ပြီးကျွန်တော်ဆက်လက်ရှင်းသားရမှာပေါ့နော်ဘယ်ဟာပဲပြောပြောအမှုပညာသမားရဲ့ဟိုဘယ်လိုခေါ်မလဲဥတ္တရာတော့ပရိသတ်ပဲအဲ့ဒီပရိသတ်ရဲ့မေတ္တာတရားအိပိယတဲ့အာပိမှုမရှင်ဘလောက်ပဲနာမည်ကြီးကြီးဘလောက်ပဲကိုကိုကိုတရဖူဆောင်းတာဆောင်းတာမရှင်းတတ်နိုင်ပါဘူးပရိသတ်ရဲ့အင်အားဒီတာကိုအတွက်လမ်းကြောင်းတစ်ခုဖြစ်မှာပါကျေးဇူးများတင်ပါတယ်ကျွန်တော်ကြည်နေပေးတယ်တကယ်လို့အခုနကျွန်တော်ပြောရင်းဆိုရင်းနဲ့ ျွန်တော်ဘက်ကအမားများရှိလဲခွန့်လုပ်ပေးပါကျွန်တော်ခုလိုဟိုမျက်ရည်ကျပြီးငိုမျက်ရည်ကျခဲ့ရဆိုတာလဲကျွန်တော်တခါမှကျွန်တော်ဒီလိုမျိုးမဖြစ်ခဲ့ဘူးဒါပထမဦးဆုံးကျွန်တော် life မှာဒါပထမဦးဆုံးအချိန်ဖြစ်ခဲ့တာ